ခွင့်လန်းလို့ရရင်တော့ကျွန်တော်စိန်ခေါ်မှုတွေပါတပါးလည်းယူဆောင်သွားပါဟိုညမတော့ PDF ကငါအချောင်းပြင်မှာကြောက်တာပဲဟိုကောင်းနေငါကောင်းမိုက်ခွဲမှာကြောက်တာပဲအဲ့ဒီလိုမျိုးတွေကျွန်တော်တို့ဒီစိန်ခေါ်မှုတွေကြောက်နေရင်တော့လူတို့ကမဲပေးမှာမဟုတ်ပါဘူးဒါတော့သိကြပါတယ်ကျမတော်မူကြပါစားခင်ဗျာ K Media NU Channel ကနေပြီးပြန်လဲကြိုဆိုလိုက်ပါတယ်ဒါဘီလာရူခီးစမာရွေးကောက်ပွဲကို2025နှစ်အကုန်သို့မဟုတ်2026ခုနှစ်ဇန်နဝါရီလထဲမှာကျင်းပပေးမယ်လို့တရားဝင်ပြောဆိုခဲ့ပါတယ် ဒီအချိန်တွေကပြည်တွင်းမှာရှိတဲ့နိုင်ငံပါတီတွေအတွက်လည်းသူတို့ဘာတွေလုပ်ဖို့ရှိလဲသူတို့ဘာတွေလုပ်ရမလဲလူတွေလူတို့လက်ခံအောင်ဘယ်လိုမျိုးဟလာကျွန်တော်တို့ကိုရှင်ကိုဝါလေးထွက်ပြအောင်လဲဆိုတဲ့ကာလကိုရောက်သွားပြီပေါ့ဗျာဟိုလက်ရှိဒီမြန်မာနိုင်ငံမှာကနိုင်ငံပါတီတွေနဲ့ပတ်သက်ရင်နိုင်ငံပါတီပေါင်းကျွန်တော်90ကျော်ရှိတယ်တာပြောတာပြည်ပြည်သူလူထုကိုတောင်းမေးကြည့်ကျွန်တော်တို့၅ပါတီပြအောင်မသိတဲ့လူလူအများကြီးပဲနောက်တစ်ခုကကျွန်တော်တို့ဒီနိုင်ငံပါတီတွေအနေနဲ့လဲဟိုမိမိပါတီ လူလူထောက်ခံလာအောင်ကျွန်တော်တို့အရှိန်ကိုကောင်းကောင်းနဲ့တော့တွေးသိလောင်းဖို့တော့လိုတယ်ဗျာနော်ဒီတိုင်းဟိုဟိုတကယ်ရွက်ောက်ပွဲနီးပြူပါမဟာပြူပါကပြီးခဲ့တဲ့2015 2020ကာလနဲ့တော့ဒီချင်းတွေကလုံးဝမတူဘူးလုံးဝမတူအဲ့တော့တည်တည်ချာချာပြင်ဆင်ထားဖို့လိုတယ်တနည်းအားဖြင့်တနည်းအားဖြင့်ကျွန်တော်တို့လက်ရှိကာလကနိုင်ငံပါတီအားလုံးတပြေးညီဖြစ်သွားတဲ့အနေထားပဲဗျာဒါအရှိတရားပဲနိုင်ငံပါတီအင်အားကြီးတွေပဲဖြစ်စေအင်အားသေးတွေပဲဖြစ်စေအင်အားငယ်တွေပဲဖြစ်စေနိုင်ငံပါတီတွေအားလုံးကဒန်းသူအခွင့်ရတာဒီ 2025ယူကဝဲကဒန်းတို့အခွင့်ရတဲ့ယူကဝဲပဲသူကသူနိုင်ငံရေးပါတီကြီးသီးပဲဖြစ်စေငယ်သီးပဲဖြစ်စေအဲ့ဒါသူကသူဟိုဘယ်နှခုနှစ်ကပဲတည်ထောင်ထောင်အဲ့ဒါကသိအရေးမပါတော့ဘူးအရေးပါတာကမိမိပါတီကလူစုကိုဘာတွေလုပ်ပြနိုင်မလဲအဓိကဒီကြားထဲမှာကျွန်တော်တို့အချိန်နေရှိသေးတယ်လက်ရှိအချိန်နေရှိသေးအဲ့ဒီအချိန်ကိုကောင်းကောင်းအသုံးချမယ်ဆိုရင်အသုံးချနိုင်တဲ့ပါတီကလွှတ်တော်တရောက်မှာပဲအဲ့ဒီလိုမှမဟုတ်ဘဲနဲ့ကျွန်တော်ပြီးခဲ့တဲ့2010ကာလအတည်းကအတိုင်းသူတို့ဆက်ပြီးစီမျောကြမယ် 2025ခုနှစ်တည်းကအတိုင်းဆက်ပြီးစီမျောကြမယ်ပြီးတော့ကျွန်တော်2020ကာလရွေးကောက်ပွဲတုန်းကလို့အဲ့ဒီအတိုင်းပဲစီမျောကြမယ်ဆိုရင်တော့အဲ့ဒီပါတီကြံခဲ့ပါပဲအဲ့ဒီပါတီကြံခဲ့ပါပဲကျွန်တော်တို့ကဒီကာလကတကယ်ကိုဒါနိုင်ငံပါတီတွေကလက်ရုံးရည်နှလုံးရည်ထုတ်ပြရတဲ့ထုတ်ပြခွင့်ရတဲ့အခင်းကြီးလည်းဖြစ်တယ်ဗျ။အဲတစ်ဖက်မှာကျွန်တော်တို့နိုင်ငံပါတီနဲ့ပတ်သက်တစ်ဖက်မှာစိန်ခေါ်မှုတွေရှိသလိုပဲတစ်ဖက်မှာကျွန်တော်အခွင့်အလမ်းတွေလည်းရှိတယ်။အခွင့်အလမ်းတွေလည်းရှိတယ်။အဲ့တော့ ကိုယ့်ရဲ့အခွင့်အလမ်းကိုကျွန်တော်အသုံးချဖို့လိုတယ်လက်ရှိနိုင်ငံပါတီနဲ့ပတ်သက်ရင်နိုင်ငံပါတီအများစုကခင်ဗျာနေပြည်တော်မှလာပြီးစစ်ရှောင်နေကြတာဗျနေပြည်တော်မှလာပြီးစစ်ရှောင်နေကြတာအဲနိုင်ငံပါတီအများအများကြီးအတိုင်းပဲအဲ့တော့ဘလို့တွေတို့ရွေးကောက်ပွဲဝင်ကြမလဲလူလူလက်ခတ်အောင်လာအောင်ဘလို့တွေပြောကြမလဲတော့ကျွန်တော်တော့နားမလဲဘူးကျွန်တော်နားမလဲဘူးတို့တော့လည်းပဲတို့တော့လည်းပဲနိုင်ငံပါတီတွေအားလုံးကနေပြည်တော်မှလာပြီးစစ်ရှောင်နေကြတယ်အဲ့တို့ဘလို့တွေမဲဆွယ်မလဲတော့ကျွန်တော်နားမလဲဘူးဗျာအဲ့တော့အဲ့လိုအခြေအနေတွေတော့ရှိတယ်အဲ့တော့အဲ့ဒီအခြေအနေလေးကိုကျွန်တော်တင်ပြပါမယ်မနေ့က ဒါနတ်စကဥရာကြီးကဒီဘီလာရုနိုင်ငံမှာပြောဆိုခဲ့တဲ့ယူကဝင်နဲ့ပတ်သက်တဲ့မူရင်းနဲ့ကျွန်တော်တင်ပြပါမယ်။ကျွန်တော်တို့ကလည်းပြီးခဲ့တဲ့2020ယူကောက်ပွဲယူကောက်ပွဲမှာမဲမတမအောင်တွေဖြစ်တဲ့အတွက်ကျွန်တော်တို့နိုင်ငံမှာအရေးပေါ်အခြေအနေကြီးညာပြီးတော့ခိတ္တတောင်းယူထားတာဖြစ်ပါတယ်။မကြခင်မှာလည်းဥပဒေနဲ့အညီယူကောက်ပွဲကိုကျင်းပသွားဖို့ရှိပါတယ်။လွတ်လပ်ပြီးတရားမျှတတဲ့ယူကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလသို့မဟုတ်2026ခုနှစ်ဇန်နဝါရီလမှာအစောဆုံးကျင်းပဖို့စီစဉ်ထားပါတယ်တဲ့။အဲ့လိုပြောသွားတယ်။လက်ရှိ ရွေးကောက်ပွဲဝင်ဖို့နိုင်ငံပါတီပေါင်းအားလုံး53ပါတီစင်သွင်းထားပါတယ်တဲ့စင်ပြသွင်းထားတယ်ပေါ့ဗျာအဲ့တော့ဘီလောင်းနိုင်ငံအနေနဲ့လည်းလေးလာရေးအဖွဲ့တွေဆက်လုပ်ပြဖို့ဒါဖိတ်ကြားတယ်ပေါ့ဗျာဖိတ်ကြားတယ်ဒါတော့ကျွန်တော်ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ကိစ္စပေါ့ဗျာပြီးမှကျွန်တော်ကျန်တဲ့ကိစ္စဆက်ပြောပါမယ်အဲ့တော့လက်ရှိဒီနိုင်ငံပါတီတွေကမြန်မာနိုင်ငံမှာရှိနေတဲ့လက်ရှိနိုင်ငံပါတီတွေကကျွန်တော်အားမလာတမ်းပြောရမယ်ဆိုရင်တော့ဒီပွင့်တက်တဲ့နိုင်ငံပါတီတွေရဲ့ level တစ်ခုလောက်ပဲရှိတယ်ဒါကျွန်တော်တို့ကကျွန်တော်တို့ကလူ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 နဲ့ဆိုင်တဲ့ကိစ္စတော့ကျွန်တော်လူလူဘက်ကပဲကျွန်တော်ရည်တည်ပြောရမှာပဲအဲ့တော့ ဟုတ်ရင်လည်းနားပေါ့ဗျာမဟုတ်ရင်လည်းမနားနဲ့ပေါ့ထားပါဆိုလက်ရှိနိုင်ငံပါတီအားလုံးကခင်ဗျာနိုင်ငံတော်အခမ်းအနားတွေမှာခင်ဗျာတွေ့ရလိမ့်မယ်နိုင်ငံတော်အခမ်းအနားတွေတင်ရပြကျွန်တော်တို့ဒီပြည်တော်စုနေ့အာပြည်တော်စုနေ့အခမ်းအနားတွေပြီးညသာစားပွဲတွေပြီးတော့ကျွန်တော်တို့ဒီတက်မတော်နေ့တွေအစားစစ်တွေအခြားသောနိုင်ငံတော်နေ့အခမ်းအနားတွေမှာဆိုရင်တော့နိုင်ငံပါတီတွေကသူတို့တိုက်ပွန်ကြီးတွေဝတ်ပြီးထွက်ထွက်လာပါလိမ့်မယ်တိုက်ပွန်ကြီးထွက်တိုက်ပွန်ကြီးတွေဝတ်ပြီးထွက်လာမယ်ပတ်တာကြီးတွေကျွန်တော်ဂျိုင်းချမ်းချက်ပြီးထွက်လာမယ်အဲ့ပတ်တိုင်တွေမှာလည်းဘီးလေးတွေပါသေးတယ်ဗျာနော်။တချို့နိုင်ငံပြည်ပါတယ်ပတ်တိုင်တွေမှာဘီးလေးတွေပါသေးတယ်၊မှန်လေးတွေပါသေးတယ်။ အဲ့လိုအဲ့လိုလူတွေရှိသေးတယ်ထားပါစို့ဒါတော့ဒါကျွန်တော်မြင်လာလေးပြောပြတာဒါတော့အဲ့ဒီလူတွေရှိတယ်ပဲအဲ့တော့နိုင်ငံပါတီတွေအနေနဲ့ကျွန်တော်ရွေးကောက်ပွဲဝင်ဖို့ဆိုရင်ရွေးကောက်ပွဲဝင်ဖို့ဆိုရင်တကယ်မိမိကိုလူတို့ကလက်ခံပြီလားမိမိပါတီကိုလူတို့ကသိပြီလားဒါသိကိုအရေးကြီးတယ်တချို့ပါတီတွေကျွန်တော်တို့ကိုယ်တိုင်တော့မှတချို့ပါတီတွေကျွန်တော်ပြင်ပြပြီးတော့ရှာနေရတာအာကျွန်တော်ကဘယ်ပါတီရပါဆိုဟာကျွန်တော်တို့ကရွာလဲသွားတယ်ပြည်သူလူထုသိဖို့နေနေသားသားကျွန်တော်တို့ဒီသတင်းသမားတွေတော့မှ အဲ့ဒီလိုပြောတဲ့နိုင်ငံပါတီကကျွန်တော်တော်တော်လေးစဉ်းစားနေနေတာရှိတယ်ဗျ။ဘာကြောင့်လဲဆိုတော့တို့နိုင်ငံပါတီဆိုတာဒီလူထုကိုကျွန်တော်တို့ကသူတို့ရဲ့နိုင်ငံပါတီရဲ့ဩဇာပေါ့ဗျ။နိုင်ငံပါတီရဲ့ဩဇာသို့မဟုတ်ဒီပါတီမှာရှိတဲ့ဥဆောင်တဲ့သူတွေရဲ့ဩဇာကလူထုကိုကျွန်တော်လွှမ်းမိုးနိုင်ရမယ်။အဲ့ဒီလိုလွှမ်းမိုးနိုင်မှသာလျင်ကျွန်တော်တို့ဒီရွေးကောက်ပွဲရွေးကောက်ပွဲအနိုင်ရဖို့တည်ကြတော့ပေါ့။မလွှမ်းမိုးနိုင်ဘူးဆိုရင်တော့မလွယ်ဘူး။အဲ့တော့ကျွန်တော်ရှိရတင်ပြသလိုပဲလက်ရှိအခင်းချင်းကက နိုင်ငံရေးပါတီအားလုံးကြောင့်တပြင်းညီအခြေအနေဖြစ်သွားတာခင်ဗျားတို့သူနိုင်ငံရေးပါတီကြီးသည့်ဖြစ်စေငယ်သည့်ဖြစ်စေတော်တော်ဘဏ္ဍခုနှစ်ကနေတီထောင်ထောင်မထောင်ထောင်အဲ့ဒါကသိအရေးကြီးတော့ဘူးလူလူသိကျင်တာကငါတို့တော့ကိုဘလောက်ကိုစားပြုပေးနိုင်မလဲလူလူကရွေးကောက်ဝယ်နဲ့ပတ်သက်ရင်လူလူကကျွန်တော်တို့သိသွားပြီရွေးကောက်ဝယ်ရဲ့ရွေးကောက်ဝယ်ရဲ့ကျွန်တော်တို့အနှစ်သာရသိသွားပြီရွေးကောက်ဝယ်ရဲ့အနှစ်သာရကိုသိသလိုပဲအမိမိဒေတာမှာဥဆောင်မဲ့သူတွေရဲ့တူးချင်းတယောက်ချင်းအရေးသွေးပါသိပါလား အရေးသေးပါသေးပါပြီလက်ရှိဒီ2025ခုနှစ်မှာကျင်းပမဲ့ရွေးကောက်ပွဲကရွေးကောက်ပွဲကအဲ့ဒီကိုစလဲလောင်းလုံးမဲ့သူတွေရဲ့အရေးချင်းကိုလူလူကသိတယ်လူလူကသိတယ်အရင်တော့ကရွေးကောက်ပွဲတစ်ခုကိုဝင်ပြိုင်မဲ့လွတ်တော်ကိုစလဲလောင်းကသူကဘာလို့လဲဆိုတော့ဒီဒေတာမှာသူမဲဆွက်လို့ရမဲ့သူတွေကအေရီးယားဘယ်လောက်ရှိလဲအဘဲအေရီးယားကတော့သူ့ကိုမဲသူ့ရဲ့ဒီမဲဆွက်မှုကိုလက်ခံမလဲအဘဲအေရီးယားကလက်မခံဘူးလဲဆိုတော့အဲ့ဒီလိုသူတို့ကဟိုသူတို့ကရေဘူးအဖြစ်သူတို့လေးလာပြီးတော့မှသူတို့မဲဆွက်စည်းအုပ်မှုတွေလောက်တာ ဲ့တော့ကျွန်တော်တို့ရွေးကောက်ပွဲဝင်ပြိုင်မဲ့သူတို့ကလူလူကိုသူတို့ကအဲဒီလူလူကိုဒီလူကိုတော့ငါဘာပြောရင်သူဘာကြိုက်တတ်မလဲဒီဘက်ကတော့ဘာကြိုက်တတ်မလဲဒီလိုမျိုးဝင်ဒီလူလူလက်ခံမှာပဲဆိုတော့အနေထားတွေကပြီးခဲ့တဲ့ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာရှိခဲ့တယ်လက်ရှိအနေထားအဲ့လိုမတော်ဘူးကိုဒေတာကိုဝင်ပြိုင်မဲ့သူကအာဒီလူဒီလူကြီးဘာ2021နဲ့2025ခုနှစ်တို့မှာဒီလူကြီးပြောင်းတယ်ဒီလူကြီးလာလဲမလာဘူးဒီလူကြီးလာလဲမလာအောင်ဒီလူကြီးအခုကျတော့ရွေးကောက်ပွဲနေတော့ဒီလူကြီးပြောင်းပေါ်လာတယ်အဲ့ဒီလိုဒီလူကြီးဒီလူကြီးအများကြီးပဲ တရှိဒီ2025ရွေးကောက်ပွဲမှာဖြစ်လာမဲ့ဒီလူကြီးဒီလူအများကြီးပဲအဲ့ဒီဒီလူကြီးဒီလူကြီးတွေကိုလူတို့ကမဲပေးလိုက်မယ်လို့ကျွန်တော်မထင်ဘူး။ဘာကြောင့်သူတို့မယုံကြည်ဘူးလေ။မယုံကြည်ဘူး။ဒါကြောင့်ကျွန်တော်တို့ကဒီ2025ရွေးကောက်ပွဲကနိုင်ငံပါတီအားလုံးတပြေးညီဖြစ်သွားတဲ့အချိန်နဲ့အဲ့ဒီအရာကိုနိုင်ငံပါတီတွေကဖောက်ထွက်နိုင်မှုလို့တဲ့ရခိုင်တမန်စင်တိုင်းဆက်သွားမယ်ဆိုရင်တော့အဲ့ဒီနိုင်ငံပါတီတွေကကျွန်တော်တို့ရွေးကောက်ပွဲအောင်မြင်နိုင်ဖို့ကတော်တော်လေးခက်ခဲပါ။တော်တော်လေးခက်ခဲပါ။ဒေချာတာကငါပါတီအစိုးရဖြစ်နေတယ်။ရှင်းလဲနိုင်ငံပါတီတွေ နိုင်ငံရေးပါတီရဲ့ရည်ရည်ချက်ကရှင်းရှင်းလေးဘာကြောင့်လဲတစ်ချက်ပဲရှိတယ်အာနာလိုချင်လို့တသူလူလူအကျိုးတွေဗျာကြံတဲ့အကျိုးတွေခဏထားပရမဆုံးလောက်ရမယ်လို့ကအာနာလိုချင်လို့ရွေးကောက်ဝယ်နိုင်ရမယ်ရွေးကောက်ဝယ်နိုင်မှာအာနာရမယ်အဲ့ဒါပရမဦးစားပေးပဲအဲ့ဒီပရမဦးစားပေးအောင်မြင်ဖို့အတွက်သူတို့ဘယ်လိုမျိုးလူလူဘယ်လိုမျိုးလွှမ်းခြုံမလဲကျွန်တော်စဉ်းစားတယ်ဒီလူတွေ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 ဟိုလူကြီးတွေဒီလူကြီးတွေသူတို့ဘယ်လိုမဲဆွဲကြမလဲပေါ့ဘယ်လိုမျိုးမဲဆွဲကြမလဲကျွန်တော်စဉ်းစားတယ်လက်ရှိတော့ဟိုလူကြီးတွေဒီလူကြီးတွေ ဘလို့မဲဆွဲမလဲဆိုတဲ့အခင်းချင်းတော့ကျွန်တော်မတွေ့သေးဘူး။နံပါတ်1နံပါတ်1အဲ့လိုမဲဆွဲမဲ့ပုံကိုယ်တွေကနံပါတ်1ကျွန်တော်တို့ဆိုရှယ်မီဒီယာပေါ်မှာတို့လွှမ်းမိုးနိုင်မှုမရှိဘူး။နံပါတ်2ဟိုလူကြီးဒီလူကြီးတွေကိုလူတို့ကမသိဘူး။နံပါတ်3ဟိုလူကြီးဒီလူကြီးတွေကလူတို့ရဲ့အချက်တန်းနဲ့ပတ်သက်ရင်လူလူရှိကမမမမရက်တီပြောပေးနိုင်တာတယောက်မှမရှိဘူး။ရှားတယ်ဗောဗျာ။ရှိရင်လည်းရှိမှာပေါ့။စကားအကုန်ကျုံသွားမှာဆိုလို့ရှိရင်လည်းရှိမှာပေါ့ဗျာ။ရှားတယ်။တော်တော်ရှားတယ်။ ရွှေရမခင်ဗျာရွှေကျောင်းမှာသွားတွင်းရွှေထွက်သေးတယ်တော်တော်ရှားတယ်ကြောက်စင်းရမခင်ဗျာကြောက်စင်းရှိမဲ့နေရာကိုသွားတွင်းကြောက်စင်းထွက်သေးတယ်ဗရံများကလည်းဗရံများရှိမဲ့နေရာမှာကိုသွားတွင်းဗရံများထွက်သေးတယ်ဒါပေမဲ့လက်ရှိအဲဟိုလူကြီးဒူလူကြီးကပြည်သူလူထုရဲ့အကျိုးနဲ့ပတ်သက်ရင်တော်တော်လေးဖြည့်ရှင်းနိုင်တာမရှိသလောက်ရှားတယ်အဲ့တော့ဟိုလူကြီးဒူလူကြီးတွေအနေနဲ့ရွေးကောက်ပွဲမှာတကယ်ကိုကျွန်တော်တို့အာဏာရခြင်းနဲ့အနိုင်ရခြင်းနဲ့ဆိုရင်တော့ လူလူရင်ပတ်ထဲကိုအရောက်သွားနိုင်မလို့လေအာကျွန်တော်တို့လူလူနဲ့တွေ့ရင်ခင်ဗျခေါင်းငန်းထိုင်ပြီးတော့ကျွန်တော်မဲပေးကြပါဆိုတဲ့ပုံစံနဲ့မဲဆွဲတော့မရနိုင်ဘူးမမရနိုင်ဘူးခင်ဗျလူလူချင်းမှခင်ဗျလူလူလိုချင်တာကိုလုတ်ပြနိုင်မှအဲ့ဒီလူမဲရမှာအရင်ကလောလာကျွန်တော်တို့အာဒီမျိုးနဲ့ကလွတ်ဒီမျိုးနဲ့ကကျွန်တော်မျိုးနဲ့ဥက္ကရာကြီးရောက်ကြွားရလာကြွားလာပါကြီးခင်ဗျအောက်မှာရပြေးသေးတော့ဟိုးဆိုမတည့်ရတယ်ပြောင်းပြောင်းပြောင်းကျိုးစိုးပါကြီးအဲ့ဒီလောက်နဲ့မရတော့ဘူးခေါင်းငန်းထိုင်ခေါင်းငန်းထိုင်မဲဆွဲလာတာနဲ့မရတော့ဘူးလူလူချင်းဘက်ကမှဘာတွေပူးနေလဲသူတို့ဘာတွေလူချင်းနေလဲ သူတို့လိုချင်တာဘာလဲသူတို့ရင်ဘတ်တဲ့ဟာအောင်မြင်အောင်ကြည့်နိုင်မှာအဲ့ဒီလွတ်တော်ကိုယ်စလဲကကျွန်တော်တို့နိုင်မှာလွတ်တော်ကိုယ်စလဲအောင်နိုင်မှာအဲ့လိုမှမဟုတ်ဘဲနဲ့ကိုယ်ရင်ဘတ်တဲ့ကအပူနဲ့ကိုယ်သွားနေတော့အဲ့ဒီလူနိုင်မှာမဟုတ်ဘာကြောင့်လဲဆိုတော့လွတ်တော်ကိုယ်စလဲကကိုယ်စလဲလောင်းကဒီဒီသားအောင်ရောက်လာပြီဆိုတဲ့ဟာ तू မဲလို့ချင်တယ်လေငါ तू မဲလို့ချင်တာ तू ကသူ့ရဲ့အပူတွေပဲလူလူကို तू ပြောတာလူလူလိုချင်တာ तू ကနားမထောင်နားမထောင်အဲ့တော့ကျွန်တော်လက်ရှိဒီလက်ရှိမှာခင်ဗျားကြည့်လိုက်ပါဒီလွတ်တော်ကိုယ်စလဲမဲဆိုရင်ကြည့်လိုက်ပါလူလူတင်ပြတာဆိုဘယ်တော့မှနားမထောင်နားမထောင် အဲ့ဒီချိန်မဲဆွဲတဲ့ချိန်ကျတော့နားထောင်နားထောင်ပါဗျာအလွတ်တော်ကိုယ်စားဖြစ်သွားရင်နားမထောင်ဘူးနားမထောင်တချို့တို့ဘယ်လိုဖြစ်လဲဆိုတော့တချို့လက်ရှိဒီနေပြီးတော့မှဆစ်ဆောင်နေတယ်နေပြီးတော့မှလာပြီးတော့ဆုနေတဲ့ဟိုလူကြီးဒီလူကြီးရှိပါဗျာဟိုလူကြီးဒီလူကြီးဆိုတာကနိုင်ငံရေးပါတီခေါင်းဆောင်တွေနိုင်ငံရေးပါတီနိုင်ငံရေးပါတီခေါင်းဆောင်တွေနိုင်ငံရေးပါတီရဲ့ကျွန်တော်တို့ဒီထိပ်ပိုင်းခေါင်းဆောင်တွေပြီးတော့ကျွန်တော်နိုင်ငံရေးပါတီရဲ့ဒီလွတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့တဲ့သူတွေအဲ့ဒီလူတွေကလက်ရှိနေပြီးတော့မှရှိတယ်ရှိတဲ့အခါကျတော့သူတို့မဲဆွဲခဲ့တဲ့သူတို့ရွေးကောက်ခံခဲ့ရတဲ့ဒေသမှာရှိတဲ့ပြည်သူလူထုကလက်ရှိမှာကျွန်တော်တို့ဒါ ိုက်ပွဲတွေကြောင့်နေပြီးတော့စစ်ဆောင်လာတယ်စစ်ဆောင်လာတဲ့အခါမှာအဲ့ဒီဒေသမှာဒီနေပြီးတော့ရောက်လာတဲ့သူတို့ရဲ့မဲဆန္ဒရှင်တွေကဖုန်းဆိုင်တော်မှာဖုန်းမကင်နဲ့ဟိုလူကြီးဒီလူကြီးတွေရှိတယ်ဗျနော်အဲ့ဒီလူတွေကိုလူလူကအမှတ်ထားတယ်ဗျပြန်ပြီးဒဏ်ခတ်ခံရလိမ့်မယ်ပြန်ပြီးဒဏ်ခတ်ခံရလိမ့်မယ်အဲ့တော့ကျွန်တော်တို့ဒီသတင်းပြန်ချုပ်ချင်ပါတယ်အဲ့တော့နာဆတ်ကဥက္ကဋ္ဌကြီးကရွေးကောက်ပွဲကို2025ခုနှစ်အကုန်လုံးဒီဇင်ဘာလမှာကျင်းပရင်ကျင်းပမယ်ဒါမှမဟုတ်ကျွန်တော်တို့2026ခုနှစ်ဇန်နဝါရီလတည်းနောက်မကြပဲနဲ့ရွက်ကောက်ပွဲကျင်းပပေးမယ်အဲ့တော့ကျွန်တော်တို့လက်ရှိ အတွင်းအောင်နေကြတော့တွင်းအောင်နေကြတော့နိုင်ငံပါတီခေါင်းဆောင်များလူလူရှိကိုထွက်ပါနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးကတော့ရွေးကောက်ပွဲကျင်းပမယ်လောက်ကိုကြေညာလိုက်ပြီးထုတ်ပြန်လိုက်ပြီးကျန်တာတော့ခင်ဗျားတို့ကိစ္စဖြစ်သွားပြီအဲ့တော့ဒီနေရာမှာတော့2025ရွေးကောက်ပွဲမှာတော့ခင်ဗျားတို့နိုင်ငံပါတီအားလုံးစိတ်ကြီးမွင်ကြပါနဲ့အားလုံးကတပြေးညီပဲရှိပါတယ်လက်ရှိမှာကျွန်တော်တို့အချိန်တွေရပါသေးတယ်လက်ရှိကျွန်တော်3လပိုင်း၄လပိုင်း၅လပိုင်း၆လပိုင်း၇လပိုင်း၈လပိုင်း၉လပိုင်း၁၀လပိုင်း၁၇လပိုင်းအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဗျာခင်ဗျာရွေးကောက်ဟိုပါပေါ့အဲ၈လ ပတ်လည်ကတော့ကျွန်တော်တို့မဲဆွယ်လို့ရတယ်။ပုံသဏ္ဍာန်မျိုးစုံနဲ့မဲဆွယ်လို့ရတယ်။အဲ့တော့အချိန်တွေရှိပါတယ်။အချိန်တွေရှိပါတယ်။လုံနိုင်ရင်လုံနိုင်တဲ့လောက်ရပါလိမ့်မယ်။တစ်ဖက်မှာတော့ကျွန်တော်တို့လုံချုံရင်းနဲ့ပတ်သက်တဲ့စိန်ခေါ်မှုတွေရောရှိနိုင်တယ်။တစ်ဖက်မှာတော့ကျွန်တော်တို့ရွေးကောက်ဝယ်နိုင်မှုတွေအခွင့်အလမ်းတွေရှိပါတယ်။အဲ့တော့တကယ်ကိုယ်စလဲကိုယ်စလဲလွှတ်တော်ကိုယ်စလဲဖြစ်လို့တဲ့သူကအာနာရလို့တဲ့ပုံကိုယ်တွေကအာနာရလို့တဲ့ပုံကိုယ်တွေကနံပါတ်1မိမိရဲ့စိန်ခေါ်မှုတွေလည်းမိမိတပါးလည်းဖြစ်ရှင်းပါ စိန်ခေါ်မှုတွေတဲ့နီးတို့ကျွန်တော်တစ်ဖက်မှာလည်းအခွင့်အလမ်းတွေရှိပါတယ်စိန်ခေါ်မှုတွေကိုကြောက်ပြီးတော့ကျွန်တော်တို့စိန်ခေါ်မှုတွေကြောက်နေတော့အခွင့်အလမ်းတွေကရလာမှာမဟုတ်ဘူးအခွင့်အလမ်းလို့ကျင်တော့ကျွန်တော်စိန်ခေါ်မှုတွေပါတပါလဲယူဆောင်သွားပါဟိုညမှာတော့ PDF ကငါအချောင်းပြင်မှာကြောက်တာပဲဟိုကောင်းနေငါကောက်မိုက်ခွဲမှာကြောက်တာပဲအဲ့ဒီလိုမျိုးတွေကျွန်တော်တို့ဒီစိန်ခေါ်မှုတွေကြောက်နေရင်တော့လူတို့ကမဲပေးမှာမဟုတ်ပါဘူးဒါတော့သိကြပါ